ာဏငံအလဲပိုင်းကမြန်မာရွှေပြောင်းလုပ်သားတွေအများဆုံးနေထိုင်ရာမဟာချိုင်မှာအလုပ်သမားတွေကိုအလုပ်ရှာပေးမယ်ဆိုကပွဲစားတွေကငွေကြေးလင်လင်လာတွေရှိတယ်လို့ကိုရိုင်းကြုံရတဲ့အလုပ်သမားတွေကပြောပါတယ်။အထူးသဖြင့်မဟာချိုင်မှာလက်စစ်ပစ္စည်းရုံ၊မီဒီဆက်ရုံ၊ပါမောက်ရုံ၊ကြာဆန်ရုံစတဲ့ဆက်ရုံအမျိုးမျိုးမှအလုပ်ဆင်းရမယ်ဆိုကအလုပ်သွင်းပေးကတထေးပြောင်းကအခကျင်းွက်အမျိုးမျိုးတောင်းပြီးလင်းလေကြတဲ့ဖြစ်စဉ်တွေများတယ်လို့အလုပ်သမားရဲ့လှူရှာသူတွေကပြောပါတယ်။ အခုဒီလူကြီးဆိုလိန်ငံထိထားတာဆိုရင်လူကြီး80နီးပါးရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ WG ကိုကူညီတောင်းလာတာကလူကြီးရောင်း20နီးပါးပဲရှိပါသေးတယ်။ဒီကတော့မဟာချိုင်းမှာဆိုရင်ဗျာမီးဒီယုံပေါ့။ပါကင်ပိတ်ယုံတို့လက်စစ်ဂျိုးလုတ်တဲ့ယုံတွေတော့အဲ့လိုမျိုးရှုံတွေတော်တော်များများဓာပွဲစားနေတဲ့လုတ်ပြီးတော့ရှာတဲ့ဘိုင်းတွေတွေ့ရတာဆိုများ။လုတ်ရှာပြီးမှဆိုတော့စမတ်ကြီးတို့ရောယူလာ။တယောက်ကိုဗတ် နထောင်ဝါပြီး၈ထောင်ပြီးရှိတယ်ဒါဆမကြီးတက်တက်တော့ကျန်းခောက်ပေးမယ်ဆိုပြီးတော့ကျွန်တော်ကျန်းခောက်ကြီးဆိုပြီးတော့ထပ်ပြီးတော့အဲ၃ထောင်၅၀၀၄ထောင်ကြီးဒါကပွဲစားရထပ်ပြီးယူကြတာရှိတယ်အန္တရာအဲ့လိုအဲ့ဒါတွေကအများစုဘာတွေခံရလဲဆိုတော့ကျွန်တော်ဒီနေနေသမားတွေပေါ့စာရွက်စာတမ်းတွေမပြည့်စုံသေးတဲ့နေနေသမားတွေကိုပဲသူတို့ကဦးစားပြတ်မှတ်ထားပြီးလောက်တာတွေတွေ့ရတယ် ပြီးခဲ့တဲ့မတ်လအတွင်းကလည်းစမော့ပရာဂန်မှာလင်မယားဆောင်တွေအလုပ်ရမယ်ဆိုကအလုပ်သွင်းပေးကတအူးကိုဘတ်6500ပေးရပြီးအချိန်နှလာနေပါကြတဲ့အထိအလုပ်မရသေးပဲအလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်ကဒုက္ခရောက်နေကြတယ်လို့ကိုရိုင်းကြုံရသူတွေကပြောပါဗျာအလုပ်သမားတွေဟာကိုပိုင်ဘဏ်အကောင့်မရှိသေးတာကြောင့်အလုပ်သွင်းပေးကဆက်မှတ်ကြီးကိုအပြင်မှာလူချင်းပေးခဲ့ပြီးအလုပ်ရဖို့တလားကျော်ကြာစောင့်ဆိုင်တဲ့အထိအချိန်နေမထဘူးလို့ဆိုပါဗျာ င်တို့ခေါ်တဲ့မိုးရုံမှာလင်မယားတွဲခေါ်တယ်ဆိုတော့ကျွန်တော်ဒီမှာလင်မယားတဲ့နှစ်တွဲတော့ကျွန်တော်တို့လုပ်တူလုပ်ပြီးလင်မယားအကိုကြီးလင်မယားပါဖြစ်စင်တာဘန်ကတ်မရှိတော့ဘူးဒီလိုပဲကျွန်တော်ပထမဘန်ကတ်နဲ့လဲပြီးကိုဘန်ကတ်မရှိဘူးဆိုတော့ဓာတ်ပုံဝင်ရိုက်ပြီးပြီးလိုက်တယ်ပေါင်းလုံးတော့နောက်တစ်ခါကျတော့နောင်းလေးကြောင်လာတယ်တတိယကြောင်လောက်ရမယ်ဆိုပြီးတော့ကျွန်တော်မိမဆောက်တန်တူတော့သူကသူက2500ပေးရမယ်ကျွန်တော်ကဘန်နဲ့ဆိုတော့1500ပေးရမယ်ဆိုပြီးထပ်တောင်းလာပြီးတော့သူရှိကတယောက်တစ်ထောင် အမကျွန်တော်လှုပ်ဆောင်ရမယ်တလားကြာကြာပဲပေါ့အလုပ်ကမရဘူးမရတော့မှလူပေါင်းအယောက်30ကျော်တယ်ကိုအမပဲအခန်းငှားနေနေခါကျွန်တော်တို့ကားက6000ကျော်အခန်းက8500ကျော်ပါတယ်အမနေမယ်ကျွန်တော်တို့ပြောအမကအမကတလားကျော်တလားကျော်ပါအလုပ်ကမရဘူးမစင်းရဘူးသူတို့ပြောရပွဲပွဲသားမှရတစင်းကပွဲသားမှကိုနေ့စင်းရမယ်ဒီနေ့စင်းရမယ်ကျွန်တော်တို့ပြောပြီးမစင်းရဘူးတလားနေနေကြာပါမှာကျွန်တော်ပတ်စံကြံတော့တောင်းမရဘူး မဟာချိုင်မှာအလုသမားတွေလင်လယ်ခံရတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားလေးရှိတာကြောင့်အလုသမားတွေအနေနဲ့ပွဲစားနဲ့အလုရှာမယ်ဆိုရင်ပွဲစားရရဲ့ passport နဲ့ဘဏ်အချက်လက်တွေကိုရယူထားဖို့နဲ့ပြဿနာတစုံတရာဖြစ်ရင်ထိုင်းဥပဒေတိုင်းတရားစွဲဆိုတိုင်ကြားဖို့အလုသမားရဲ့လှရှာသူတွေကသတိပေးပြောပါရယ်။ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလုသမား6.8တန်းကျော်ရှိတယ်လို့အလုသမားရဲ့လှောက်ဆောင်သူတွေကခန့်မှန်းထားပြီးဒီနှစ်2025 February 13ရက်မှာတက်တန်းကုန်တဲ့အလုသမားတွေအတွက်တိုင်းနဲ့ချီဗီဇာတက်တန်းတို့ဖို့စောင့်ဆိုင်းနေကြပါရယ်ခင်ဗျာ။ 真的，绝对吧？